ကဲမင်္ဂလာပါညီကိုတို့ဤမင်္ဂလာပါဗျာမင်္ဂလာပါဗျာ copy page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ဒါစနေနေ့ကျွန်တော်တို့ဒါ share အစဉ်ပြေခဲ့မယ်ထင်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒါ super sunday မှာအဲကြည်ရတလောက်ကတော့အရန်ကြီးမိုက်တဲ့ပွဲမျိုးတွေမတွေ့ဘူးဗျာเนาะအဲ့တော့ကျွန်တော်လက်ရှိအဲပြောနေတဲ့ဒီ league တွေတွေက သွေဖယ်ပြီးတော့တခြားလိတွေကကျွန်တော်နှိုက်ထုတ်ထားတယ်ပေါ့လीเนาะအော်လက်ရှိမိန်လိတွေကအရန်ကြီးကောင်းတဲ့ပွဲတွေတိတ်မတွေ့တဲ့အတွက်ကျွန်တော်တခြား Netherland League ပွဲလေးတွေเนาะနည်းနည်းလေးနှိုက်ထုတ်ထားပြီးတော့ဒီနေ့မှာရွေးချယ်ထားပါတယ်အဲ့တော့ဒီနေ့ကတော့၃စပွဲလုံးဝမရှိဘူးကျွန်တော်တို့၂စပွဲ၃ပွဲထွက်ပါတယ်အဲ့တော့ဒီနေ့ကတော့ live လေးကျွန်တော်နှစ်ခုပဲလွှင့်မယ်ပွဲလေးနည်းတယ်ဆိုတော့เนาะအဲ့တော့ live လေးနှစ်ခုလွှင့်ပါမယ်လေးသင်းမောင်းမောင်းတစ်ကိုတစ်ခုမှပြောမယ်ပြီးရင် Bundesliga ရဲ့၂စပွဲလေးပြောမှဖြစ်ပြီးတော့အဲ ပရီးမီးယားလိတွေကနှစ်စာပွဲပြောမှဖြစ်ပြီးတော့ now live မှာကျွန်တော်လေးသိန်းမောင်းနှစ်နဲ့အတူနှစ်စာပွဲနှစ်ပွဲလက်ကျန်ပွဲလေးကိုပြောမှဖြစ်ပါတယ်အဲ့တော့ဘောင်းဒီနေ့တကြောင်လည်းသောပွဲဖြစ်ဆော့ရမယ် body အနေနဲ့အဲ၃ပွဲထွက်မှဖြစ်ပြီးတော့လေးသိန်းမောင်းနှစ်မောင်းထွက်မှဖြစ်ပါတယ်နော်အဲ့တော့ဒါ star ပွဲလေးတွေကတော့ကျွန်တော်သက်ဆိုင်ရာ live လေးတွေမှာเนาะဟိုပြောပြသွားမှာဖြစ်ပါတယ်เนาะပွဲအားလုံးတော့ကျွန်တော်မပြောတော့ဘူးဗျအဓိကဒီနေ့ series A လုံးဝရှောင်ထားတယ်ဗောနော series A လုံးဝဒီနေ့ မပြောပါဘူး။နောက်ဒီလာလီဂါမှာလည်းနည်းနည်းလေးအဲဒီဒီဒီရီယယ်မက်ဒရစ်အက်ကလာစီကိုပွဲပြောမယ်။မာယိုကာပွဲပြောမယ်။ဒီအနောက်ကနောက်ကြပွဲနှစ်ပွဲတော့ကျွန်တော်မပြောဘူးပေါ့လေ။အဲ့တော့နည်းနည်းလေးအဲဒီ live ကတော့ဒီနေ့နည်းနည်းလေးတိုးပါမယ်နော်။အဲ့တော့မင်္ဂလာပါညီကိုတို့ညီနော်။အဲ့တော့အသေးလေးလက်မလေးနော်လှုပ်ပါအောင်ဟလား။ တော့လက်ရှိအစောပွဲအနေနဲ့ကတော့တပွဲရှိတယ်ပေါ့လေနော်ဘွန်ဒလီကကျွန်တော်နှစ်မှာနော်ဂျာမနီဘွန်ဒလီက2မှာလက်ရှိကံမဲ့အနေဒါခွာတနာကြီးမှာကံမှာဖြစ်ပါတယ်နော်အဲ့တော့နောက်တနာကြီးနေကံတော့မှာဆိုတော့ကျွန်တော်မောင်းနေလေးဒီလိုက်ထဲမှာကျွန်တော်ပြောပေးမှာဖြစ်ပါတယ်နော်မကြခင်စပါမယ်ဗျာအဲ့တော့မင်္ဂလာပါညီကိုတို့ဆိုအသေးလေးလက်မလေးနော်တရားတော်ဆရာတော်ကူညီတော့နှိပ်ပေးကြပါအောင်ညီကိုတို့ကြီးသမီးအားဒီမာရီကဆိုတော့မနေ့ကတော့ ဒါအရင်ကြီးအောင်ထားတယ်ပေါ့လीเนาะစတာဘွဲဒါ၅ဘွဲလုံးနဲ့ကျွန်တော်လွတ်လွတ်ကျွတ်ကျွတ်နဲ့เนาะအပြစ်အောင်နေဒါမောင်းတက်လဲကျွန်တော်ပေါက်ထားတဲ့အတွက်တော့နည်းနည်းလေးထိန်းစော်ပါเนาะအဲ့တော့လက်ရှိကတော့အဲနည်းနည်းလေးရှေ့မှာလဲနိုင်ငံတကာပွဲတွေကနေတောက်လျှောက်အောင်လာတာဆိုတော့နည်းနည်းလေးကြွေတက်တဲ့လလို့တော့ပြောလို့ရတာပေါ့လीเนาะအဲ့တော့အောက်တိုဘာအဲလက်ရှိအကုန်လေးမှာလဲကျွန်တော်ဒါအဆင်ပြေမယ်ထင်ပါတယ်เนาะ brother အောင်အောင်မင်္ဂလာပါဗျညံဖြိုးမင်္ဂလာပါအာနက်စ်မင်္ဂလာပါတွန်းတွန်းလင်းမင်္ဂလာပါညီကိုကြီး brother တင်မိုးအောင်မကိုကြီးမင်္ဂလာပါဗျမြင့်ဆွေမင်္ဂလာပါဟိန်းစော်နိုင်မင်္ဂလာပါညီကိုကြီးကျော်သူလှမင်္္ဂလာပါမျိုးကျော်သူမင်္ဂလာပါအောင်မျိုးအဲအောင်ကိုမြင့်မင်္ဂလာပါဗျမ ောင်စိတ်မင်္ဂလာပါချစ်သက်ကိုမင်္ဂလာပါဝေယံထွန်းမင်္ဂလာပါဗျကျော်စုမင်္ဂလာပါမုမှုမင်္ဂလာပါဦးတင်မင်္ဂလာပါအအောင်ကျော်လင်းမင်္ဂလာပါဗျထွန်းလှဆန်မင်္ဂလာပါဖြိုးဝေမင်္ဂလာပါဦးဖုံးမင်္ဂလာပါလှသိမ့်မင်္ဂလာပါဗျအရွှေရမင်္ဂလာပါအောင်အောင်ပိုင်စုမင်္ဂလာပါညီညီလင်းထက်ညီလင်းထက်မင်္ဂလာပါဗျစိန်ပိုင်မင်္ဂလာပါဝနအောင်မင်္ဂလာပါမအမပပလာမင်္ဂလာပါဗျတီတီစိန်မင်္ဂလာပါခွန်လွင်ဦးမင်္ဂလာပါညီကိုကြီး ဂလာတာစရီလေးပြောပေးပါဦးနဲ့ကိုဝင်ဟီဂင်နဲ့မစ်ဂျလန်နဲ့အိုက်ပွဲတွေတော့ကျွန်တော်မပါဘူးပြာနော်လက်ရှိအနေထားရဂလာတာစရီတော့ဆိုးရမဆိုးဒါပေမဲ့ကိုဝင်ဟီဂင်နဲ့မစ်ဂျလန်မကြိုက်ဘူးကိုဝင်ဟီဂင်ကလက်ရှိအနေထားမှာအဲတလုံး20ရှုံးလားမသိဘူးပေါ့လေမကြိုက်ဘူးပြာမစ်ဂျလန်လည်းအဝေးဝင်းဖြစ်တယ်ကြီးကအရန်ပြင်းတယ်နော်တလုံး100ရှုံးနေပါဆိုတော့ကျွန်တော်မကြိုက်ဘူး brother ကြီးဂလာတာစရီကကျွန်တော်မကြည့်ရသေးပါဘူးနော်အဲ့တော့ကျွန်တော်အချိန်ပိုရင်တော့ကျွန်တော်ကြည့်ပေးပါမညီကိုကြီးနော်မနေ့က Coventry မမီလိုက်ဘူးဟုတ်တယ် brother ကြီး Coventry ကနည်းနည်းပွဲစောပါတယ်เนาะကျွန်တော် live ပြီးပြီးချင်းအဲ45မိနစ်မှာကျွန်တော်စတာဆိုတော့ နည်းနည်းလေးစောသွားတယ်ဗောလေအစောပွဲအနေနဲ့ကျွန်တော်တို့ဒါမနေ့ကတော့ Coventry နှစ်စားလေးအောင်မယ်ထင်ပါတယ်နော်အဲ့တော့ Brother Remy user မင်္ဂလာပါ Toxic Toxic မင်္ဂလာပါဗျအဲထောက်ဝေပိုင်မင်္ဂလာပါမောင်စိတ်မင်္ဂလာပါအေးမြမင်္ဂလာပါချစ်ကုတ်ကိုလွင်မင်္ဂလာပါဗျနော်အဲဖြိုးတိဟာမင်္ဂလာပါထွန်းထွန်းလေးမင်္ဂလာပါရွှေကြီးမင်္ဂလာပါဝေါဝခင်မင်္ဂလာပါနေလင်းမင်္ဂလာပါထိန်လင်းမင်္ဂလာပါဖြိုးတိဟာမင်္ဂလာပါဗျမင်းညီတန်မင်္ဂလာပါညီကိုရေး Brother Monkey E မင်္ဂလာပါဗျ ဲဇင်ဝိုင်းမင်္ဂလာပါဇော်ဝင်းထွန်းမင်္ဂလာပါဗျအဲရေဝင်းထိုက်မင်္ဂလာပါဦးဝင်းမောင်မင်္ဂလာပါနော်ထူးမင်္ဂလာပါမောင်တင်အဲမောင်တင်ထွန်းမင်္ဂလာပါဗျညီနိုင်မင်္ဂလာပါကဲအဲ့ဒါဆိုကျွန်တော်တို့ဒါဆွဲလိုက်မယ်ဗျနော်ရိုမမနိုင်ဘူးလားဒီပွဲတယ်ရိုမမပြောပါဘူးဗျ series ဒီနေ့ရှောင်းထားပါတယ်ကျွန်တော်နော်ဘွန်နယ်လီကာတွေမှာကျွန်တော်တပွဲပဲကြိုက်တယ်ဒီစတုကတ်ပွဲပဲကျွန်တော်အဓိကထားပြီးပြောမိမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုကျွန်တော်တို့စလိုက်အောင်ညီကိုရီနော်အဲ့တော့ဒါကျွန်တော်ဒါပရီးမီးယားလီကနေကျွန်တော်တို့စပြီးပြောမယ်ပေါ့လीနော်ဒီ live ကကျွန်တော်ဒီနေ့ live လေးနှစ်ခုတော့လွှင့်ပါမယ်နော်တခုထဲမှာအဲနှစ်စာပွဲတစ်ပွဲနဲ့အတူဒါလေးသမောင်းလေးတမောင်း မောင်းတက်လေးပြောပြီးတော့နောက် live မှာကျွန်တော်တို့နောက်ထပ်ကြံတဲ့လေးသိန်းမောင်းလေးတမောင်းနဲ့အတူနှစ်စာပွဲလေးနှစ်ပွဲပြောပြီးမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ Arsenal ပွဲကနေကျွန်တော်စလိုက်အောင်ပေါ့လीเนาะအဲ့တော့ထုံးစံတိုင်းလေးအသေးလေးဓမ္မလေးเนาะတရားတို့ချက်တော့ကူညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုတွေเนาะအဲ့တော့မနေ့ကအရန်ကြီးအောင်ထားတဲ့အတွက်ဒီနေ့နည်းနည်းလေး short ပြီးတော့ဆော့ကြပါเนาะကျွန်တော်လည်း short ပြီးတော့အတန်နိုင်ဆုံးယူထားပါတယ်ဒါကြောင့်တပွဲလေးကျွန်တော်ဒီနေ့၃ပွဲပဲထွက်တယ်နှစ်စာပဲတင်ထားတယ်เนาะအဲ့တော့လက်ရှိကတော့ဒီနေ့နည်းနည်းလေးကြာနိုင်တဲ့အနေထားလေးရှိတာကြောင့်ညီကိုတို့ဆော့ရင်တော့ထိမ့်ပြီးဆော့စီခြင်းပါတယ်เนาะโอเคပါကဲဒါဆိုတော့ကျွန်တော်စလိုက်အောင်ညီကိုတွေเนาะ တော့ဒါ wines ဘက်မှာဆော့ကျင်နေညီကိုအနေနဲ့ကလည်း Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုပြီးတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိချင်လို့ပါက wines ဘက်မှာ Facebook page နဲ့သူတို့ရဲ့ application တို့ website link နဲ့ customer service call လို့နှိပ်ပြီးတော့လေ24နိုင်သိလို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ let's go ပါဆိုတော့ Arsenal မှာလက်ရှိအနေထားအရအိမ်ဝဲမှာတလုံး90ရုံပေးထားပြီးတော့တလုံး90ပေါင်းနဲ့ကျွန်တော်ပြန်ကထားခြင်းဖြစ်ပါတယ်အဲ့တော့ Arsenal အနေနဲ့ထူးခြားတာတစ်ခုကလက်ရှိဒီတစ်ပတ်စနေနေ့မှာကန်သွားတဲ့ပွဲအားလုံးနဲ့ဒီတောက်ကြညာ list နဲ့ပွဲအားလုံးလက်ရှိ Bodenus ကို အကုန်ဖြစ်ထားတယ်နော်လက်ရှိကန်ခဲ့တဲ့၅ဘွဲလာနော်အဲ့တော့ဒီ၅ဘွဲမှာ၅ဘွဲလုံး goal အပေါ်ဘက်တွေသွားထားတယ်ဘိုဒင်းလူစကိုတွေဖြစ်ထားတဲ့အနေအထားမှာဒီနေ့တနင်္ဂနွေနေ့ရောဆက်ပြီးအဲ့လိုမျိုးဖြစ်မလားဒါတစ်ချက်စောင့်ကြည့်ရမယ်ပေါ့လေအဲ့တော့လက်ရှိအာဆင်နယ်အသင်းမှာကအပြောပြအပြပြောစရာဆိုလို့ဒါအိုဒီကက်ပဲအဓိကမပါနိုင်တဲ့အနေအထားပေါ့လေဆိုတော့ဂျန်နယ်ကစားသမားတော်တော်များများအကုန်ပါမယ့်အနေအထားမှာရှိပါတယ်အဲ့တော့လက်ရှိ easy အနေနဲ့အသင်းဟောင်း crystal palace နဲ့ပြန်ပြီးတွေ့ဆုံမှုမှာဒီနေ့ဘက်မှာ goal သွင်းနိုင်တဲ့ chance တော်နဲ့လေးရှိပါတယ်နော် အဲ့တော့တလုံး60အဲတလုံး90ရှုံးမှာ3လုံး90ပေါင်းဖြစ်နေတဲ့အတွက်တေချာတာတကူကတော့ Arsenal ဒီပွဲကလုံးဝတေချာတော့3မှတ်ကရပြီးသားပါနော်ဂျေးရအဖြစ်ရတယ်ဒါပေမဲ့ဂိုးပြအောင်ကံမကံပဲကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့လက်ရှိကန်နဲ့ Arsenal ပွဲတွေတောက်လျှောက်ပြန်ကြည့်ရရင်လေ Arida အနေနဲ့လက်ရှိ3မှတ်ပဲသူတို့လိုတာနော်သူကန်နေတဲ့ပုံစံကလည်းတီကိုနဲ့ပွဲမှာဒါအရန်ကောင်းပြီးတော့ဒါဖိုးစီးဖြစ်သွားတာပေါ့လေနော်အဲ့တော့ Simone ရဲ့ဒီကူကတော့အဲ့မှာနှစ်ဝိုးပေးလိုက်ရပြီနောက်ပိုင်းမှာ အလုံးဝပြာရခတ်သွားပြီးတော့နောက်ထပ်နှစ်ကိုပါခွင့်ပြုလိုက်ရပြီးတော့ဒါ Yugresh နှစ်ကိုသွင်းနိုင်ခဲ့တဲ့အတွက်လက်ရှိ Arsenal ရဲ့ Yugresh ကဒီနေ့ဘက်မှာလုံးဝ NBA အပြင်နဲ့ယုံကြည်မှုအပြည့်နဲ့ဒါ Crystal Palace ကိုကျုံးပါနောက်တစ်ခုပိုဆိုးတာကမနေ့က Liverpool ဟာ Brentford အသင်းကို3-2နဲ့ရှုံးတဲ့အခါမှာ Arsenal အနေနဲ့ဒီနေ့ဘက်နိုင်တာနဲ့ Liverpool နဲ့အရန်ကြီးအမှတ်ကပြတ်ထွက်သွားမှာဒါကြောင့်သုံးမှတ်ကဘလူးဘဲစဉ်းစားစဉ်းစားရတယ်ဗျနော်အဲ့တော့လက်ရှိကံကြဲတဲ့ဘွဲအားလုံးကိုကြည့်ရရင်လည်းနောက်ဆုံး၄ဘွဲဇက်ကလင်းရှိယူထားတယ် တီကိုလိုအသင်းကို 4C နဲ့ကလင်းရှိယူတာတော်တော်လေးကျန်းတယ်လို့ပြောလို့ရတယ်ဖူဝမ်အသင်းကို Z1 ဖူဝမ်အိမ်ဝမ်မှာသွားယူတာเนาะကလင်းရှိနောက်ဝါဆန်အသင်းကိုကျွန်တော် 2C နဲ့ကန်တယ်အိုလံပီယာကိုဆိုကျွန်တော်တို့ဒါ 2C နဲ့ကန်လာတယ်ဆိုတော့လက်ရှိကန်ခဲ့တဲ့အသင်းတွေအားလုံးဟာလည်းလက်ရှိမနေ့ကတော်တော်လေးခက်ခဲတဲ့အသင်းတွေဖြစ်ပြီးတော့မှ၄ဘွဲလုံးကလင်းရှိရတာဆိုတော့အရန်ကြီးအပေါ်ဘက်ကိုဖွင့်မစော်တာတွေ့ရတယ်ဗောလေဆိုတော့ဒီနေ့ဘွဲလည်းထုံးစံတိုင်းပဲ Crystal Palace လို့အသင်းကို Arsenal နဲ့ဗျံမာတာဆော့မှာတော့မဟုတ်ဘူးဗျာအဲ့တော့ Arsenal အလွန်အလွန်ဆုံးပေးရမှာเนาะဒီ free kick တို့ penalty တို့ ပေးရမှသာတလုံးအနေနဲ့ဒါအလွန်ဆုံးပဲတလုံးထက်တော့မပိုးလို့ကျွန်တော်ယူဆတယ်ဆိုတော့လက်ရှိအာဆင်နဲ့ဘယ်နှကိုးသွင်းမလဲပဲကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိဇူဘီမန်ဒီစကာနော်မာတင်နယ်လီကထွက်လာမလားထရော့ဆန်နဲ့ထွက်လာမလားတော့မသိဘူးဒါကတော့ live app စောင့်ကြည့်ရမှာပေါ့လေအဲ့တော့တစ်ဖက်ကအသင်းကခရစ်စတယ်ဘေးလီစာဒီယာဒီအဖွင့်မှာဒါလေဗာပူးကိုနိုင်ပြီးတော့ community ရှိရထားတယ်နော်ပြီးခဲ့တဲ့ယာဒီမှာလည်းဒါမန်စီးတီးတို့ဘာလို့ဖြုတ်ထားတယ်အနေထားမှာလက်ရှိအနေထားရနောက်ဆုံး၃ပွဲဆက်နိုင်ပွဲပြန်ပြောက်သွားတယ်အေဗာတန်ကို2-1နဲ့ရှုံးပြီးတော့နော်ဒါ ambidan run စံချိန်ကျိုးပြတ်သွားတယ်အဲ့တော့နောက်ပြီးတော့ဒီဘုံပေါင်းတဲ့ပွဲမှာတို့တို့33နဲ့ဒါအိမ်ခွင်းမှာတည်နေဂျီနန်ခဲ့ရတယ်ပြီးတော့နောက်ဆုံး Europa Conference League အထိပါ AEK Lanaga ဆိုတဲ့အသင်းကို နှလုံး90ရှုံးပေးပြီးဇီးဝန်းနဲ့ရှုံးခဲ့တာတွေ့ရတယ်ဗျာအဲ့တော့လက်ရှိဘဲလေးစရဲ့ဖောင်ကတော့အကြဘက်ကိုသွားနေတယ်နော်အာဆင်နယ်ပဲကန်ကောင်းတာလားဘာလားတော့မသိဘူးပေါ့လေအဲ့တော့တစ်ဖက်ကခရစ်စတယ်ဘဲလေးစာလက်ရှိအဝေးဝင်းပြန်ကြည့်ရမယ်ဆိုရင်တော့အဲအတွင်းကိုကတော့နောက်ဆုံးသုံးပွဲဆက်တော့ရတာတယ်အဆန်ဗီလာအိမ်ဝဲမှာလည်းပဲတရားရှုံးကြီးကိုဇီး3နဲ့9နဲ့ဝက်ဆန်နိုင်တာကတော့ထားလိုက်တော့ဝက်ဆန်ညံ့တယ်နော်အဲ့တော့အေဗာဒန်ကိုဒါဒဲကြီးမှာ နောက်ဆုံးပွဲမှာဒါ2-1နဲ့ရှုံးတာလည်းရလက်ရှိတယ်။ဒီရသည့်အသင်းကြီးဆိုတော့ကျွန်တော် Chelsea နဲ့တော့တွေ့ထားပြီးသွားပြီ။ဒီရသည့် Chelsea အိမ်ကမှ Chelsea ကတလုံး50ပေါင်းပေးခဲ့တာပါ။ ZZ နဲ့ Crystal Palace ပွဲဖြစ်ခဲ့ပါတယ်။ဆိုတော့တေချာတာတကူကတော့ B-Boy ကြီးအောင်ပဲကျွန်တော်ဒီပွဲကဝင်တော့မယ့်အနေအထားမျိုးဖြစ်ပါတယ်။တလုံး50ပေါင်းဆိုတာဟာကျွန်တော်ထင်အောက်ထက် Arsenal နဲ့နှလုံးအထိရောက်နိုင်ချေရှိတယ်ဗျ။ Individual over 1.5တေချာပေါက်ကိုရောက်မယ့်အနေအထားလေးရှိနိုင်ပါတယ်။နော်အဲ့တော့ လောလောဆယ်ကတော့ဒီနေ့ထူးခြားကြတော့ Gabriel မပါနိုင်ဘူးမို့လေအဲ့တော့လက်ရှိ Diane Lucien နဲ့မှာ Gabriel ထည့်ထားတယ်အဲ့တော့သူ့နေရာမှာ Mosquera နဲ့ပွဲထွက်လာမယ့်အနေအထားမှာအဲလက်ရှိခန်းစစ်ကနည်းနည်းလေးပဲစိုးရင်စရာရှိတာပါလက်ရှိ Mosquera လည်းတော်တော်လေးအဆင်ပြေတယ်စာလီဘာတို့ရှိတယ်ဗျာအဲ့တော့ Arsenal အနေနဲ့တိုက်စစ်ပိုင်းအလုံးရှုံ့မဲ့အနေအထားမျိုးမှာ Crystal Palace အနေနဲ့တိုက်စစ်ကိုဘလို့မှခေါင်းနဲ့ရောက်မှာမဟုတ်ဘူးခန်းစစ်ပဲပိတ်ပြီးစောင့်မဲ့အနေအထားပဲရှိပါတယ်ဒါကြောင့်ဂျေးအရကျွန်တော်တလုံး90ရှုံ့မှာတလုံး90ပေါင်းအရ Body Arsenal Body မိုက်ပါတယ်ဂိုးအောင်မိုက်ပါတယ်သို့ပေမဲ့ကျွန်တော်ဒီပွဲလေးမှာတော့ အာဆင်နယ်ဘော်ဒီကိုကျွန်တော်တလုံးတည်နေယူပါမယ်เนาะအရင်ဟိုကြည် live ကြည့်ဦးတဲ့ညီကိုလေးတော့သိပါတယ်เนาะအဲ့တော့လက်ရှိဒါတလုံးတည်ရည်ကြီးမှာကျွန်တော်3.65ရာခိုင်နှုန်း1000လောက်ရ6500ပြန်ရမယ်တလုံးတည်ရည်ကကျွန်တော်ပို့ပြီးတော့ solid ဖြစ်မယ်လို့ယူဆပါတယ်เนาะ90တော့ကျွန်တော်မရင်းစီခြင်းဘူးဒါကြောင့်နိုင်လဲကျွန်တော်တို့ပြားဝက်လောက်ပဲနိုင်မဲ့အနေထားမျိုးရှိတယ်ဒါပေမဲ့လက်ရှိ1021ဆိုရင်တော့ကျွန်တော်ဒါ90ရှုံးမဲ့အနေထားမျိုးမှာကျွန်တော်တို့ဒီနေ့နှစ်စာပွဲเนาะဒီ Premier League တွေရွေးချယ်မှုအနေနဲ့ Arsenal နဲ့ body ကိုကျွန်တော်တစ်လုံးတည်နေเนาะမလေးချင်းနဲ့ပဲကျွန်တော်ရွေးချယ်ထားပါတယ်เนาะအဲ့တော့ okay ပါ Arsenal body 1 equal ပါ okay ပါအဲ့တော့နောက်ပွဲကတော့ကျွန်တော် Aston Villa နဲ့ Man City ပွဲပေါ့เนาะအဲ့တော့ဒီမှာကတော့ City အနေနဲ့တစ်လုံး90ပေါင်းပေးထားပြီးတော့မှဒါအဝေးခွင့်ကနေ3လုံး40ပေါင်းနဲ့ကာထားခြင်းဖြစ်ပါတယ်အဲ့တော့မနစ်ကဒီ Aston Villa အိမ်ဝင်းမှာ Man City အဝေးခွင့်ကနေပေးတဲ့ကြည်ရလဲပဲ90ရှုံးပေးတယ်2-1နဲ့ပွဲပြီးတယ်ဆိုတော့ဒီနေ့မှာတစ်လုံး90ပေါင်းဆိုတော့အဆိုးတော့မဆိုးဘူးတိုးပေမဲ့2023လုံးကလည်း Aston Villa အိမ်ခွင့်မှာ Man City အနေနဲ့လုံး90ပေါင်းပေးဘူးတယ် Swansea နဲ့ရှုံးတာပဲပေါ့လေအဲ့တော့ပေးနေကြတော့အဝေးခွင်းကနေလုံ90ရှုံးလုံ100ရှုံးဒီလိုမျိုးတွေပေးခဲ့တာပါဒါပေမဲ့လက်ရှိခြေအရ CD တို့လက်ရှိအနေအထားအရနည်းနည်းလေးအကြမ်းဖက်ရောက်တာကြောင့်ဒီလုံ90ပေါင်းဟာပြင်းတဲ့ခြေလည်းမဟုတ်လို့ပြောရခြေလည်းမဟုတ်နေဘူးပေးတဲ့အဝင်ရုံးမှာပေးထားတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါကောင်မှ3လုံး40ပေါင်းနဲ့ကားထားခြင်းဖြစ်ပါတယ်အဲ့တော့ Aston Villa ဟာလက်ရှိအနေအထားမှာခြေစွမ်းပြန်ကောင်းလာပြီလို့ယူဆတဲ့နေ့မှာပဲကျွန်တော် Go Ahead Eagle ကို 2-1နဲ့ယူရိုပါလိမှာရှုံးသွားတယ်เนาะအဝေးကွင်းအဲ့တော့အိုက်ရှေ့မှာဒေါ်တာဟော့စပါအသင်းကို2-1နဲ့နိုင်တယ်ဘန်လီကို2-1ဖီယန်တို့ကို0-2ဖူဟန်ကို3-1ဆိုတော့အဓိကပြဿနာကအန်စတန်ဗီလာကတိုက်စစ်အရန်ကောင်းတဲ့အသင်းနေနဲ့တွေ့ရင်တော့နည်းလေးတိုင်ပတ်လေးရှိတယ်ပေါ့လေเนาะအဲ့တော့တစ်ဖက်ကတလုံး90ပေါင်းမှာမန်စီးတီးဟာဒူနာရူမာရောက်လာပြီးကြတဲ့ကကလင်းရှိအများစုရထားတယ် Brentford အိမ်ဝင်းမှာတော့ Z1 နဲ့ပဲသူတို့ပိတ်ကန်ခဲ့တဲ့အနေဒါမှ Everton ကို2-0နဲ့နိုင်တယ် Villarreal ကို Champions League မှာလေဒါ Z2 နဲ့နိုင်ထားတယ်ဆိုတော့အရန်ကြီးဖွင့်ဆော့တာမျိုး Man City မှာမတွေ့လာရတော့ဘူးပေါ့လေနော်အဲ့တော့ဂွာကြီးအနေနဲ့သုံးလုံး40ဘောင်းမှာဒီပွဲလဲကျွန်တော်အနေရတော့နည်းနည်းလေးများတယ်ဗျာကျွန်တော်တော့ဟိုအရန်ကြီး လေးလုံးအထိတော့မရောက်နိုင်ဘူးလို့ယူဆတယ်ပေါ့လေကြေးရအားဖြင့်တော့ဒီကြေးကတလုံး90ပေါင်မှ3လုံး40ပေါင်ဖြစ်တာကြောင့်မန်စီးတီးမရှုံးနိုင်ဘူးဒါပေမဲ့နိုင်လဲနိုင်မှာမဟုတ်တဲ့အတွက်ဒီမှာတလုံး90ပေါင်ဟာအဲတည်ရဖြစ်သွားနိုင်တဲ့အနေအထားလေးပဲလန့်တာပေါ့နော်အဲ့တော့ကျွန်တော်နေမယ်ဆိုရင်တော့ကျွန်တော်တော့ 2x double chance ကြိုက်ပါတယ် go out ကြိုက်ပါတယ် 2x double chance ဆိုတာက wise bet တို့အဲတခြားဟိုဟာဒီမှာရှိတယ်ပေါ့လေနိုင်ငံခြား website တွေမှာဆော့ရတဲ့ဟာပါနော် 2x double chance ဆိုတာ man city အနေနဲ့ဒီပွဲမှာမရှုံးဘူး man city နိုင်မယ်ဆိုရင်ဒါက Aibak ဒါအနိုင်ရမှာဖြစ်ပါတယ်เนาะအဲ့တော့ 2x7 chance လေးကတော့အကောင်းဆုံးပဲလို့ကျွန်တော်ယူဆပါတယ် Aston Villa လက်ရှိအမှတ်လိုတယ်เนาะလက်ရှိဒီအဆင့်7ကနေဒီနေ့ပွဲနိုင်တာနဲ့ဒါရမ15မန်းနဲ့ဒါ Liverpool အသင်းကိုကြော်ကောင်းကြော်သွားနိုင်တယ်တိုးပေမဲ့လေအဆင့်6နဲ့ရက်ဒီမဲ့နေတာမျိုးမှာ Aston Villa ကတော့ကျုံးပါပဲပေါ့လေတိုးပေမဲ့ City လက်ရှိ Gareth Bale ကအရန်ငြိမ်လုံးနေဗျာဒီလားအဝေးကွင်းလေးလက်ရှိနေတာမှာအဆင်ပြေနေတဲ့နေတာမှာကျွန်တော်နေတော့ City အနေနဲ့မရှုံးတော့ဘူးဒါပေမဲ့တခုရှိတာက City ကွာကြီးအနေနဲ့ဒီနေ့မှာ Haaland ပေါ်ဝဲအရန်ကြီးမိခိုထားရတယ်ပေါ့နော်တိုက်စစ်ကသူ့ဘက် က်သွင်းနေတယ်ကျန်တဲ့ကစားသမားတွေစီကအရန်ကြီးကိုကမထွက်လာဘူးအဲ့တစ်ချက်ကြောင့်ဂိုးပေါင်းကြီးကလက်ရှိအနေအထားမှာ CD ကိုဦးနိုင်အမရီနေနဲ့เนาะဒီဟာလန်ကိုဦးနိုင်အမရီကစားသမားတွေပိတ်လိုက်နိုင်ရင်တော့အဲဒီဘွဲကအရန်ကြီးကိုမြူးမဲ့ဘွဲမဟုတ်ဘူးလို့ကျွန်တော်ယူဆတာကြောင့်ကျွန်တော်ကိုကိုကရွေးချယ်ခြင်းဖြစ်ပါတယ်เนาะအဲ့တော့တခြားကစား4 4 run တို့ဘာလို့အကုန်လုံးဒီဘွဲမှာခြေစွမ်း เนาะจุยตัดနေရင်တော့လည်းမပြောတတ်ဘူးပေါ့ဗျာအဲ့တော့လက်ရှိအနေထားရအကောင်းဆုံးကတော့ဒီဘက်က 2x double chance ကတော့အကောင်းဆုံးပါပဲเนาะ 2x double chance man city body ရွေးချယ်ထားပါတယ်โอเคပါအဲ့တော့နောက်တစ်ပတ်တော့ဘုံမောင်းနဲ့ကျွန်တော် northern forest တွေသွားပါမယ်ဘုံမောင်းကတလုံး90ပေါင်းနှလုံး100ရှုံးနဲ့ကားထားပါတယ်အဲ့တော့မနစ်ကဘုံမောင်းအိမ်ခွဲမှာလေ level 100ရှုံးမဲ့ပြေးတယ် 5z နဲ့9ဘက်နိုင်ခဲ့တာဖြစ်ပါတယ်အခုလည်းထပ်ပြီးတော့ level 100ရှုံးဝင်ရောမှာပဲထပ်ပြီးပေးထားတယ်ဆိုတော့ကြီးပြင်းပါတယ်အဲ့တော့ northern forest ကပြီးခဲ့တဲ့ဘွဲမှာ shun tight ဒီပြအသက်ရောက်လာတယ် 2-0နဲ့ပွဲဥထွက်တာထွက်ကောင်းခဲ့တယ်။နိုင်တာလဲပေါ်တိုလိုအသင်းကိုနိုင်တာပါ။နော်ပေါ်တူဂီလီမှာလက်ရှိအကောင်းဆုံးပုံစံလစ်ဘွန်တို့ထက်ပိုပြီးကောင်းပြီးတော့အဆင့်တရနေတယ်။ပေါ်တိုအသင်းကို2-6ပြန်နဲ့ကလင်းရှိယူပြီးတော့နိုင်ခဲ့တာဖြစ်ပါတယ်။အဲ့တော့လက်ရှိဒီ Northern Forest ကတော့နည်းနည်းလေးစောင့်ကြည့်ရမယ့်အနေအထားတော့ဖြစ်သွားပြီပေါ့လေ။နော်အဲ့တော့ရှေ့မှာတောက်လျှောက်ကတော့ဘယ်သင်းလာလား Northern Forest ကရှုံးတာတွေ့ခဲ့ရတယ်။အဲ့တော့ဒီဟာဒီအဝေးကွင်းမှာဘန်လီလိုအသင်းကိုတော့မှဝမ်းဝမ်းနဲ့ကန်နေဗျ Newcastle ကို2-0နဲ့ရှုံးတဲ့ Arsenal 3-0 Crystal Palace ကိုဝမ်းဝမ်းဖြစ်တဲ့အတွက်လက်ရှိအဆင့်5ရောက်နေသော ဘုံမောက်အနေနဲ့ဒီနေပွဲနိုင်ရင်ကျွန်တော်ဒါရမန်ဆက်ရှင်မန်နဲ့အဆင့်နှစ်အထိရောက်နိုင်မှာဖြစ်တာကြောင့်ဘုံမောက်လည်းကျုံးပါပဲအဲ့တော့လက်ရှိအနေအထားရ level 100ရှုံးမှာနှလုံး100ရှုံးဖြစ်နေတဲ့အတွက်နှစ်သိန်းစလုံးဟာခိုးရနိုင်တဲ့အနေအထားရှိပါတယ်ဘုံမောက်အနေနဲ့နောက်ဆုံးပွဲမှာ Crystal Palace အင်္ဂွယ်မှာ3-3နဲ့ဖွင့်ဆော်တယ်ဖူကန်ရဲ့ပွဲမှာ3-1နဲ့ ဒါဖွင့်ဆော့တယ်ပြီးတော့ Leeds United ဘက်မှာတူတူနဲ့ဖွင့်ဆော့တာကြောင့်တစ်ဖက်က Northern Forest ရဲ့လက်ရှိ counterform เนาะဒီ Guest White တို့အုပ်စုကအချိန်မီဂိုးဂိုးရနိုင်မလို့ကျွန်တော်ယူဆတယ်အဲ့တော့နေမန်ဆောင်တော့ကျွန်တော်ဒီဘက်လीတော့ Northern Forest ဘော်ကြီးကြိုက်ပါတယ်ဂိုးဘော်ကြိုက်ပါတယ်เนาะအဲ့နှစ်ကြောင်းနဲ့ရပဲကျွန်တော်တို့လာနိုင်မယ်လို့ယူဆပါတယ် Okay ပါအဲ့တော့နောက်တစ်ပွဲကတော့ Wolverhampton နဲ့ Burnley ပွဲဖြစ်ပါတယ်ဒီမှာ Wolverhampton က level 100ရှုံးပေးတယ်နှလုံး30ရှုံးပေးထားပါတယ် မနေ့ကကျွန်တော်တို့ပေးခဲ့တဲ့ဂျီမှာဒီဒီကာတာဘောင်ဖလားမှာပေါ့လေဟိုဝူဗာမ်တန်အနေနဲ့အင်္ဂါမှာတလုံး90ပေါင်ပေးတယ်2စီးနဲ့အောင်ခဲ့တာတွေ့ရပါတယ်အဲ့တော့ဒီဝူဗာမ်တန်အနေနဲ့ကလက်ရှိအဲတက်လက်ရှိဟိုတိုက်စစ်အနေနဲ့ကတော့ကျွန်တော်အရန်ကြီးတော့အားမရဘူးလာဇန်တယောက်လောက်ပဲရှိဟွိုင်ချန်းတော့ရှိရပါတော့အဲ့နှစ်ယောက်လောက်ပဲရှိတဲ့အနေအထားမျိုးမှာလက်ရှိလည်းရလာကအဲ့လောက်ကြီးတော့ကောင်းမနေဘူးပေါ့လေအဲ့တော့အဓိကဝူဗာမ်တန်မှာကတိုက်စစ်ပြဿနာဖြစ်တယ်လို့အင်္ဂွင်းလက်ရှိပြန်ကြည့်ရရင်လေအင်္ဂွင်းမှာကအဲဒီအေဗာတန်ကိုကာတာဘောင်မှာနိုင်ထားတဲ့တပွဲရှိတယ်ဒီဝက်ဆန်ကို ်တဲ့3-2နဲ့နိုင်လာတဲ့ကားတော့ပေါင်းပွဲတွေပဲရှိတယ်ပရီးမီးယားလီးဂ်မှာ Leeds United ကို1-3နဲ့ရှုံးတယ် Brighton ကို1-1နောက်ပြီး Everton ကို2-3နဲ့ရှုံးတယ် Man City ကို0-4ဆိုတော့အရန်ကြီးကောင်းတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီ Wolverhampton အင်္ဂွေကပွဲတိုင်းနှီးပါလို့လို့ကိုးရနေတဲ့အနေထားလေးတော့မြင်တွေ့ရတယ်ပေါ့လေအဲ့တော့လက်ရှိတစ်ဖက်ကအဲ level 100ရှုံးမှာနှလုံး30ရှုံးကိုပေါင်းကြီးဖြစ်နေတဲ့အတွက်တော့ဒီမှာ overdone ကြီးပြင်းတယ်လို့ကျွန်တော်သတ်မှတ်မှာဖြစ်ပါတယ်အဲ့တော့အောင်ကောင်းအောင်နိုင်တယ်တို့ပေမဲ့တစ်ဖက်ကဘန်လီကိုပြန်ကြည့်ရရင်ဘန်လီလည်းရှုံးပွဲလေးတွေများတယ် ဒါပေမဲ့ဗန်ဒီရှုံးတဲ့ပွဲကအသင်းကြီးတွေကိုရှုံးတာဖြစ်ပါတယ်ကြည့်ကြည့်လိုက်ပါတော့မန်ယူကိုရှုံးတဲ့3-2လီဗာပူးကို0-1နဲ့အင်္ဂွင်းမှာရှုံးတယ်မန်စီးတီးကို5-1နဲ့ရှုံးတယ်အက်ဇန်ဗီလာကို2-1နဲ့ရှုံးတယ်တကယ်ဟိုအသင်းကြီးတွေကိုပဲရှုံးထားတာဖြစ်ပြီးတော့တို့အနေနဲ့ဒီအားဒီမှာအင်္ဂွင်းမှာဆန်ဒါလန်အသင်းကို2-0နဲ့ဗန်လီကနိုင်ထားပါတယ်နော်ဒန်ဟန်ဖောရက်စ်ကို1-1နဲ့တည်ကြထားပြီးတော့နောက်ဆုံးပွဲမှာလီးစ်ယူနိုက်တက်ကို2-0နဲ့နိုင်ထားတာဖြစ်တာကြောင့်ဝူဘာဟမ်လန်လူမျိုးဟိုးအောက်ကတန်းဆင်းဆောင်ကအသင်းကိုတော့ တရေတော့တော့ဒီပွဲရနိုင်မယ်လို့ယူဆပါတယ်အဲ့တော့ဂျေးရအဖြစ်တော့ဦးဝမ်တန်ပြင်းတယ်အောင်းကောင်းအောင်းနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီပွဲလေးတော့ဘန်လီနဲ့ပဲ risk ယူနေကြပါတယ်နော်ဘန်လီ body ဖြစ်ပါတယ်โอเคပါအဲ့တော့နောက်ဆုံးပွဲကတော့ Everton နဲ့ Tottenham Hotspur ပွဲပါဒီမှာလည်း Everton က level 40ပြင်းပြင်းပေးထားတယ်နှလုံး90ရှုံးနဲ့ပြန်ကားထားတယ်အဲ့တော့ Tottenham Hotspur မှာအဓိကဒဏ်ရာလူစင်အရန်များနေတယ်နော် တော့ဒီနေ့ပွဲမှာလည်းထပ်ပြီးတော့နားတော့ Romero ကို Udogi တို့နော်မပါနိုင်တဲ့အနေအထားမျိုးမှာတိုက်စစ်ကလည်း Kluzeski တို့ Solanki တို့အကုန်လုံးကျိုးနေတယ်ပေါ့လीနော် Bezuma လည်းမပါတဲ့အနေအထားမှာလက်ရှိ level 40ရှုံး Everton ဘက်ကပေးတာဟာ Everton ရလာကောင်းနိုင်တယ် Tottenham Hotspur အနေနဲ့အလွန်ဆုံးမှတည်ရဲရမယ်လို့ Bogi တွေမှန်းဆထားပုံရပါတယ်မနစ်ကလည်းအဲ့လိုပဲ Everton အင်ကုန်းမှာ Deji ပဲပေးခဲ့တာမနစ်ကပဲမနစ်ကတော့ Deji ပဲပေးတာနော်3-2-2နဲ့ Everton ကနိုင်ခဲ့ပါတယ်အဲ့တော့အခုပေးထားတဲ့ level 40ဆိုတဲ့ပမာဏဟာ Everton နေနဲ့အရန်ပြင်းလုံးနေနော်အရန်ကြီးပြင်းလုံးတဲ့ဂျီးထဲမှာပါပါတယ်အဲ့တော့ Everton ဟာလက်ရှိပြီးခဲ့တဲ့ပွဲမှာ Man City ကိုရှုံးနေရှေ့မှာ Crystal Palace ကိုတဲကြီးမှာ 2-1နဲ့နိုင်ထားတာဖြစ်တဲ့အတွက် Everton အိမ်ခွင်းကိုပြန်ကြည့်ရင်ဒီဟာဒီအိမ်ခွင်းရှုံးပွဲလုံးဝမရှိထားသေးဘူး Brighton ကို2-0နဲ့နိုင်တယ် Aston Villa ကိုသိရဝါဆန်းကို1-1နဲ့ Crystal Palace ကို2-1ဆိုတော့အိမ်ခွင်းတောက်လျှောက်ကိုးသွင်းထားတာကိုတွေးရတယ်ဒါပေမဲ့အရင်ကြီးဂိုးပေါ်တာမျိုးမဟုတ်ဘူးအိမ်ခွင်းနောက်ဆုံးပြန်မလို့5ပွဲမှာ4ပွဲ9အောက်ထားတယ်ဆိုတော့လက်ရှိကြီးကိုကြည့်ချင်းအားဖြင့် level 90မှာနှလုံးတရာရှုံးဆိုတဲ့အနေထားအရာဒီဘွဲက ဟိုတည်လဲဖြစ်ကောင်းဖြစ်သွားနေဒီနှလုံးတရာရှုံးဆိုတဲ့ဂျီးဟာဒေါက်တာဟော့စပါကိုဂိုးပေးထားတဲ့အနေထားလေးဖြစ်နေတယ်ဗျဒေါက်တာဟော့စပါဟာလက်ရှိအနေထားမှာနည်းနည်းလေးပွဲပန်းတဲ့အနေထားလေး တွေ့ရတယ်ဗောနမိုနာကိုနယ်ပွဲမှာလည်းဈေးဈေးနဲ့ပဲသူတို့ရခဲ့တယ်အဲ့တော့အဓိက Thomas Frank အနေနဲ့ဒီပွဲမှာဘယ်လိုလူစင်းနဲ့ပွဲထွက်လာမလဲပဲအရေးကြီးတာပါအဲ့တော့လက်ရှိကတိုက်စစ်ကအရင်ကြီးအားကိုးလို့မရဘူးဗျဒါကြောင့်ဒီပွဲမှာနေမယ်ဆိုတော့ Tottenham Hotspur အနေနဲ့တည်ရလောက်ပဲရမယ်လို့ကျွန်တော်ယူဆတယ်ဒီဟာဒီ CD အိမ်ခွင်းမှာသူတို့ဒါ0-2နဲ့တော့လုပြခဲ့တဲ့ဒါပွဲလေးတော့တွေ့ခဲ့ရတယ်ပေါ့လीเนาะနောက်ဒီအဝေးဝန်းလည်းလက်ရှိအဲပို့ပြီးတော့ ရလက်ကောင်းတာတွေ့ရတယ်เนาะအဲ့တော့ Brighton နဲ့ပွဲမှာတေးကန်တယ်ဒီ Borodlin ကိုတေး West Ham ကိုနိုင်တယ် Leeds ကိုနိုင်တယ်ဒါတွေတော့ရှိခဲ့တယ်ဆိုတော့လက်ရှိလည်းပဲ90ဆိုတဲ့ပမာဏဟာကျွန်တော်ဒီပွဲ 1x double chance ပဲကြိုက်ပါတယ်เนาะ Everton 1x double chance ဖြစ်ပါတယ် Okay ပါဒါဆိုတော့ကျွန်တော်ဒီနေ့ဒါ Premier League 30ချက်လေးပြီးပါပြီဆိုတော့အဲ့ဒီထဲမှာကျွန်တော်အအစောဆုံးပွဲပါတယ်ဒီ Mandy Bat ပွဲလေးကျွန်တော်เนาะအမောင်းထဲမှာထည့်ထားတယ်ဗောလေအဲ့တော့ Bundesliga 2ဟာဖြစ်ပါတယ်ပြီးတော့ကျွန်တော် Bundesliga 1လေးပြန်ပြောပေးပါမယ်အဲ့တော့ဒီထဲမှာ Mandy Bat နဲ့ ဒါ press master အသင်းဖြစ်ပါတယ်ဒီပွဲလေးပါเนาะအဲ့တော့ဒီမှာကမန်ဒီဘက်အိမ်ခွင်းကနေတလုံး80ပေါင်းပေးတယ်သုံးလုံး20ရှုံးနဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်အဲ့တော့လက်ရှိဂျေးအရတလုံး80ပေါင်းဆိုတာဒီဟာဒီအနေနဲ့စဉ်းစားမယ်ဆိုရင်တော့ဒါလက်ရှိနေရာရအဲပြင်းတယ်လို့ဆိုရမှာပေါ့ဆိုမနစ်ကပေးတဲ့ကြီးကတလုံး90ရှုံးဖြစ်တယ် Z5 နဲ့ပွဲပြီးခဲ့တယ်ဒါမနစ်ကတလုံး90ရှုံးဆိုတော့မန်ဒီဘက်အတုံးကတိုက်စစ်ကအရန်ကောင်းခဲ့တယ်ဒါပေမဲ့အခုအနေထားမှာမန်ဒီဘက်ဟာတန်းစင်းစုံရဲ့နော်ဟိုးအောင်ဆုံးကအဆင့်78အသင်းဖြစ်နေပါတယ်အဲ့တော့ဒီဟာဒီ twin ကို ခုနကဘက်ရှိတယ်ဘေးကက19ကိုတိရှိပါတယ်เนาะဒါကြောင့်လက်ရှိအနေထားရမန်ဒီဘက်ကပြန်ပေးတယ်ဆိုတော့ကမန်ဒီဘက်ဂျီပြင်းတယ်လို့ကျွန်တော်ယူဆမှာဖြစ်ပြီးတော့တဖက်က present အနေနဲ့ကတောင်းလျှောက်တော့ပြန်ပေါ်တော့ခုန6ခုနပွဲမှာ6ပွဲတိတိ6ပွဲဆက်နောက်ဆုံး body news ကိုဖြစ်ထားပြီးတော့ကိုပေါ်ထားတာကိုတွေ့ရပါတယ်ဒါကြောင့်ဒီလိုမျိုးအနေထားမှာနှစ်သိန်းစလုံး AACC ကိုရနိုင်တဲ့အချက်ကြောင့်11ကလွင်ရင်တော့ကျွန်တော်တို့အဲ11ကစကြည့်ရမယ်လို့ယူဆတာကြောင့်ကျွန်တော်ဒီပွဲလေးတော့ကိုပေါ်လေးပဲ မောင်းထဲမှာထည့်ထားခြင်းဖြစ်ပါတယ်နော်မန်ဒီဘတ်ဂိုးပေါ်ဖြစ်ပါတယ်အဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော် မောင်းနှစ်ထဲမှာဘာလီထည့်ထားလဲဆိုတော့ကျွန်တော်တို့ဒါ Real Madrid ဂိုးပေါ်လေးထည့်ထားပါတယ်နော်အဲ့တော့ La Liga ကတော့ကျွန်တော်အကုန်လုံးတော့မပြောတော့ဘူးပေါ့လीနော်အဲ့တော့ Real Madrid အနေနဲ့တလုံး60ပေါင်းမှာ၄လုံး40ပေါင်းနဲ့ကာထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီမှာ Real Madrid အနေနဲ့မှနစ်က Barcelona ကိုတော်တော်လေးခံခဲ့ရတယ်ပေါ့လीနော်အဲ့တော့ Liga တွေရော Super Cup တွေရော La Liga မှာရောအကုန်လုံးမှနစ်က ဘာစီလိုနာရဲ့နော်တိတ်ချင်းကိုခံခဲ့ရတာဖြစ်ပါတယ်အဲ့တော့မနေ့ကလာလီဂါမှာတော့အင်ဂွန်းမှာရီယယ်မက်ဒရစ်အင်ဂွန်းမှာရီယယ်မက်ဒရစ်ဘက်ကလေဗယ်တရာရှုံးပေးတယ်နိုင်တော့ဇီဖိုးဆိုတဲ့ရလနဲ့ဘာစီလိုနာကြီးကနိုင်သွားတယ်အဲ့တော့ အဲနောက်ဒုတိယဒုတိယအကြော့မှာဘာစီလိုနာအင်ဂွန်းရောက်တဲ့ခါမှာလေလေဗယ်တရာချုံဘာစီလိုနာပေးတယ်4-3နဲ့ထပ်ပြီးတော့ရှုံးခဲ့ပါတယ်စူပါကပ်မှာ5-2နဲ့ရှုံးတယ်ဒီစပိန်သူတို့ရဲ့ဖလားမှာနော်စပိန်ဖလားမှာ3-2နဲ့ရှုံးတယ်ဆိုတော့မနစ်ကတော့တော်တော်လေးဆိုးဆိုးပြက်ပြက်နဲ့ဒါအရှက်ကွဲခဲ့တာတွေ့ရတယ်အဲ့တော့ဒီနှစ်မှာရောဘယ်လိုလာမလဲဆိုတော့ဒီနှစ်အစမှာဒါရီယယ်မရစ်အင်ဂွန်းနဲ့စတယ်ပေါ့လေလေဗယ်ကလည်းလေဗယ်တရာချုံကြီးပဲတလုံး90ပေါင်းဆိုတော့လေဗယ်တရာချုံကြီးပဲဒါပေမဲ့ ပြဿနာကဘာစီလိုနာမှာလက်ရှိတန်ရလူစီအရင်များတယ်ဗျเนาะအရင်များတယ်ဒါတော့အခုမှဒီဖရန်ဒိုရက်စ်နဲ့လမိုင်းရမယ်ပြန်ပါတာပေါ့လीเนาะအဲ့တော့ဆီဗီလာတို့ဘာလို့41နေပါရင်းနဲ့ရှုံးလိုက်သေးတယ်ဘာစီလိုနာကလीเนาะအဲ့တော့လက်ရှိအနေထားအရာကတော့အဲတိုက်စစ်ကတော့လုံးဝမကြသေးဘူးအဓိကလီဗန်ဒေါစီမရှိတဲ့အချက်ကြောင့်တော့နည်းနည်းလေးစိုးရင်တယ်ဒီဖရန်ဒိုရက်စ်နဲ့ရက်ရှ်ဖို့ကတော့ ပွဲတိုင်းတော့အလောက်ကြီးမကောင်းနိုင်ဘူးဗျဒါပေမဲ့လက်ရှိလမိုင်းရမယ်ပါတယ်ဘက်တရီပါတယ်ဒီကြောင်ပါတဲ့အနေအထားမျိုးမှာဂိုးကအချိန်မီတော့ဂိုးသွင်းနိုင်တဲ့ဘဲဒီပါနေတယ်เนาะတောက်လျှောက်လဲဖွင့်စော်တာပါဘာစီလိုနာဟန်စီဖလက်ကเนาะအဲ့တော့နောက်ဆုံးပြိုင်ပွဲဆုံးခုနှစ်ပွဲဇက်ဘိုဒင်းဒုစကိုဖြစ်ထားတယ်ဂိုးပေါ်ထားတဲ့အနေအထားမျိုးမှာဒီပွဲကဘလို့မှတော့ ကိုအောင်မဲ့အနေထားမှာမရှိဘူးဒါပေမဲ့ကျွန်တော်အခုပေးထားတဲ့ကြီးက၄လုံး40ဘောင်းတော့ဖြစ်နေတယ်ဗျနောက်၄လုံး40ဘောင်းမှာကျွန်တော်၅လုံးသွင်းမှ၂သိန်းဘောင်း၅လုံးသွင်းမှအပြည့်စားမဲ့အနေထားမှာကျွန်တော်21တို့12တို့အဲ၃လုံးနဲ့တင်ကျွန်တော်တို့နော်30တို့03တို့ သုံးလုံးနဲ့တက်သွားမဲ့တစ်ချက်လေးပဲကျွန်တော်စိတ်ပူတာเนาะအဲ့တော့လက်ရှိကတော့ AACC သုံးလုံးတော့ကျွန်တော်ရောက်နိုင်နေပြီဗျာအဲ့တော့နည်းနည်းလေး risk တော့များတယ်ဆိုတော့ Real Madrid ကလက်ရှိခံခဲ့တဲ့နောက်ဆုံးနှစ်ပွဲဆက်လေခံစစ်သားပေးခံခဲ့တာ Juve ကို1-0နဲ့ Graphic ကို0-1ဒါပေမဲ့ရှေ့ပွဲတွေအားလုံးဟာဒီကိုလိုအသင်းကိုတောင်မှเนาะ Real ဟာ5-2ဆိုတဲ့ရလနဲ့ဖွင့်ဆော့ခဲ့ပါတယ်အဲ့တော့ဒီလိုမျိုးနှစ်သိန်းတွေ့ဆုံမှုကတော့ဘလို့မှ5ရောက်ရွေးစရာမရှိဘူးဗျ5ပေါ့ပါเนาะအဲ့တော့ Real Madrid 5ပေါ့ကျွန်တော်မောင်းနှစ်ထဲမှာဒုတိယပွဲနဲ့ထည့်ထားပါတယ်ပြီးတော့မောင်းနှစ်ထဲမှာနောက်တစ်ပွဲကတော့ ်ဆိုးဆိုးကပရီးမီးယားလိဂ်ထဲကရွေးထားတဲ့ဘန်လီဘော်ဒီဖြစ်ပြီးတော့နောက်ဆုံးပွဲကတော့ကျွန်တော်လိုင်ယွန်ဂိုးဘော်လေးရွေးချယ်ထားပါတယ်အဲ့တော့လီဂူဝမ်မှာလိုင်ယွန်နဲ့စတာဘော့ပွဲလေးဖြစ်ပါတယ်အဲ့တော့ဒီမှာလိုင်ယွန်အနေနဲ့ကတော့ဒီရာသီနည်းနည်းလေးတော့စိတ်ပူတယ်အိမ်ကွင်းမှာဒီရာသီကန်ခဲ့တဲ့တောက်လျှောက်မှာလိုင်ယွန်အနေနဲ့အဲအိမ်ကွင်းတောက်လျှောက်က6ရောက်တည်ပြီးပဲကန်ထားတယ်စတာဘော့ကတော့လက်ရှိတောက်လျှောက်အဲတိုက်စစ်ပိုင်းကောင်းတယ် PSG ကိုတော့မှအဝေးကွင်းမှာ3-3-3နဲ့တည်ရရထားတယ်ဆိုတော့လက်ရှိ level တရားရှုံးဟာ Lion အနေနဲ့နည်းနည်း တိုင်ပတ်နိုင်တယ်အဲ့တော့မနေ့ကကျွန်တော်တို့ဒါအဲ PSC နေနဲ့သုံးမှတ်ထပ်ပြီးရာသွားတာကြောင့်အဆင့်တစ်ကို PSC ရောက်ရှိသွားပြီလန်စာမာဆေးကိုနိုင်လက်ရှိကြော်သွားပြီးတော့အဆင့်နှစ်မှာလန်စကရက်တည်နေတယ်မာဆေးကအဆင့်၃မှာဖြစ်ပါတယ်အဲ့တော့လက်ရှိမိုနာကိုကအဆင့်၄မှာအဆင့်၅က Starboard ဖြစ်ပြီးတော့အဆင့်၆က Lion ဖြစ်တာကြောင့်နှစ်သင်းစလုံးကတော့ရမှတ်လိုအပ်နေပါတယ်အဲ့တော့လက်ရှိ Starboard တိုက်ဆက်ကပြောစရာမရှိဘူးအဝေးကွင်းခံစဲလဲတောက်လျှောက်ပွင့်နေတယ်နောက်ဆုံး၅ဘွဲဆက် Boarding to Score တွေဖြစ်ထားတာတွေ့ရပါတယ်အဲ့တော့ Lion တစ်ချက်ပဲနည်းနည်း အန်ရီများတာအင်ကွင်းနောက်ဆုံး၅ဘွဲ့မှာ၄ဘွဲ့၉အောက်ထားတဲ့အချက်ကြောင့်ဒီနေ့ခန်းစစ်ပိတ်ပြီးဆော့မယ်ဆိုရင်တော့အဆင်မပြေနိုင်ဘူးဒါပေမဲ့ဟိုဒီလက်ရှိပေါ်ထလာလေးလူစင်းအရာကတော့ကျွန်တော်ထင်တော့၃၃၅၀ဘောင်းဟာအချိန်မီ2112ဖြစ်သွားနိုင်တယ်ဗျာတူတူလက်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့လေအဲဒါကြောင့်ဒီဘောလေးကကျွန်တော်မောင်းထဲမှာ အဲ Lion Go ပေါ်လေးပဲရွေးချယ်ထားခြင်းဖြစ်ပါတယ်။ Okay ပါဒါဆိုတော့ဒီ၄သင်းကိုတွဲလိုက်တော့ကျွန်တော်တို့ဒါ၄သင်းပေါင်းပေါင်းနှစ်လေးရမှာဖြစ်ပါတယ်။ပြန်ပြောရရင်တော့ဒီ live တဲမှာကျွန်တော်ဒီနေ့26ရက်10လ2025ရက်တကြောင်တဲ့တော့ပွဲအနေနဲ့ရွေးချယ်ထားတဲ့ပွဲကတော့နှစ်ဆပွဲ Arsenal Body 1 equal နဲ့ပြောခဲ့ပါတယ်။နော်အဲ့တော့ down deck အဲ၄သင်းပေါင်းပေါင်းနှစ်အနေနဲ့ကျွန်တော် Lion Go ပေါ် ဘန်လီဘော်ရီရီယယ်ဂိုးဘော်နဲ့မန်ဒီဘတ်ဂိုးဘော်ဖြစ်ပါတယ်ဒီလေးသင်းကတော့ဒီနေ့ရဲ့လေးသင်းမောင်းမောင်းနှစ်ဖြစ်ပါတယ်โอเคပါဒါပါပဲဆိုတော့နောက် live မှာကျွန်တော်နှစ်စာပွဲနောက်ထပ်နှစ်ပွဲနဲ့အတူလေးသင်းမောင်းမောင်းတစ်လီ ပြောပေးမှာဖြစ်ပါတယ်။ Okay ပါ။ဆိုတော့ဒီ live လေးကိုလည်းတသေးလေးလက်မလေးเนาะတယောက်တစ်ချက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြပါအောင်ညီကလေးကျေးဇူးများကြီးတင်ပါတယ်ဗျ။မနေ့မနေ့ကအများကြီးအောင်ထားတာကြောင့်ကျွန်တော်ဒီနေ့တော့ short ပြီးတော့ယူထားပါတယ်။ညီကလေးလည်းเนาะအဲအများကြီးမဆော့ပါနဲ့เนาะ short ပြီးဆော့ဖို့ကျွန်တော်မြတ်တရရခံပါတယ်။ Okay ပါ။ဆိုတော့ဒီ live လေးကိုကြည့်ကြည့်ပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းနေလာကျေးဇူးများကြီးတင်ပါတယ်ဗျ။မင်္ဂလာရှိသောညလေးဖြစ်ပါ